စမယ်ဒီနေ့တော့ကျွန်တော်တို့ရဲ့ DSA insight အမြဲတမ်းအတင်းထောက်ငဝိုင်းတရားရန်ကုန်မြို့မရန်ကုန်မြို့နဲ့ Don't worry monastery မှာကျင်းပပြုလုပ်နေတဲ့ Writer Guti နဲ့ Christopher Nolan တို့ပူးတွဲရိုက်ကူးတဲ့တမုံဖြုတ်မဲ့ကရုံတပြုတ်ရုပ်ရှင်ဇာတ်လမ်းပိတ်ဆက်ပွဲလေးပဲဖြစ်ပါတယ်ဒီတမုံဖြုတ်မဲ့ကရုံတပြုတ်ဇာတ်လမ်းဟာချစ်ချင်းမြတ်တာ အလွမ်းအဆွေး Action ဇာတ်ကြံထိတ်လန့်ဖွယ်ရလှုပ်ဝက်ဆန်းကျဲ Trilogy ဇာတ်ကားတွဲကြီးဖြစ်ပါတယ် ဒီဇက်ကားမှာပါဝင်တည်ဆောင်ထားတဲ့ကိုလက်ကတော့သူ့အတွက်ဒီဇက်ကားဟာ69ကားမြောက်ဇက်ကားဖြစ်ပေမယ့်လိန်တူဇက်ရုပ်နေရာမှာတည်ဆောင်ရမှာဖြစ်တဲ့အတွက်သူအရန်ပျော်ချောင်းတွဲဖက်တည်ဆောင်ဖြစ်တဲ့ဒုတ်ကြောင်မင်းမောင်နဲ့လည်းဝင်ဆက်အောင်စူးစမ်းသွားမိဖြစ်ကြောင်းမင်းမေးလို့လားသတင်းဌာနကိုဖြေဆိုသွားခဲ့ပါတယ်ဒီဇက်ကားရဲ့အဓိကဇက်ကောင်ကပောက်ကိုတော့ပဲအေးကျွန်တော်တို့ချစ်စနိုးခေါ်ငပောက်ဖို့သူကဒီဇက်ကားမှာအဓိကနေရာကတည်ဆောင်ရမှာ ဒီစက်ကားရဲ့ timeline ကဘလူးစစ်ကြောင်းအနော်ရတာစစ်ကြောင်းအပီး အောင်စရာစစ်ကြောင်းမဖြစ်ခင် timeline ကာလကိုအခြေခံထားတာတင်ကန်ဝတ်ဆောင်းခံကြွားတဲ့အတွင်ယူပြီးစစ်ကြောင်းထိုး epic banner ဖြစ်မဲ့ရှင်တာ reporter စစ်ကြောင်းအကြောင်းကိုရိုက်မှဖြစ်တယ်ဖုံဖုံတွေတနက်ကင်သိင်ရင်လဲကန်ရမယ်အမျိုးဘာသာသာသနာကာကွယ်တဲ့ဖုံဖုံဆိုလို့ကျေးဇူးတော်ရှင်ငါကိုတော်နဲ့ကျေးဇူးတော်ရှင်ဝါတော်ဝနှစ်ပါးပဲရှိသေးတယ်အဘိဝန္တဆရာတော်ဖျားကြီးဦးဝီရသူနဲ့ စကိုင်းချောင်းကဖုံဖုံကြည့်ပါဂန်းကင်လိုက်မယ်ဆိုပွဲပြက်ပြီဆိုတဲ့ဒိုင်ယာလော့တွေပါကလေးကပေါက်ကူတော့အရင်သယုတ်ဆောင်ချင်နေတာဒီဆက်ကမှကိုလက်နဲ့ဒုတ်ကြောင်မင်းမောင်ကလိန်တူချစ်သူတွေတက်မတော်သားတွေရွာတယ်လဲဝင်လာရောဖင်ကွဲပြီးတည်သွားရတဲ့ပုံစံနဲ့ဇက်နာအောင်လှုပ်ထားတယ်နောက်ပြီးဒီဆက်ကမှတက်ကမူးညွနဲ့ကြေကြောက်တုံးကလည်းပါဝင်အားဖြစ်ထားတာကိုသိရှိထားတဲ့အတွက်ဇွန်းနဲ့ဆက်သွယ်မေးမြန်းကြည့်ရမှာတက်ကမူးညွကတော့ ်သပင်သွက်ဆိုင်နေသည့်အတွက်မအားသေးကြောင်းပြောဆိုပြီးကြေကြောက်တုံးကတော့ခင်ဗျားတို့ဒီစက်ကားကိုပော့တေးသေးများထင်နေလားဟမ်ထုံးစံတိုင်းကင်မရာနားကိုသူ့မျက်လုံးကြီးကတ်လာပြီး10မိနစ်ခန့်ဖုတ်ကလပ်ဖုတ်ကလပ်လှုပ်ပြရတယ်ဒီစက်ကားကလူအဖွဲ့အစည်းကြောင်းအကုန်ချပြထားတာရှင်းလားမရှင်းရင်ဒီဗီဒီယိုပြန်ကြည့်ဟုတ်ပြီလားပြောပြီးဆိုပြီးဇွန်းကင်မရာကိုမပိတ်ခိုင်းပဲသူလက်ဝဲကျင့်နေတာကိုထိုင်ကြည့်ခိုင်းလို့နိုင်ရွက်လောက်ကျွန်တော်ထိုင်ကြည့်လိုက်ရတယ် ဒါရိုက်တာဂူတီနဲ့ခရစ်စတိုဖာညိုလင်ကတော့ဒီဇက်ကားဟာပေါ်လီဝုဒ်လောကမှာမှတ်ကျောက်တယ်မဲ့ထရီလဂျီဇက်ကားဖြစ်လာပြီးအကြောင်း The best movie trilogies of all time ဇက်ကားများဖြစ်တယ် Lord of the Ring The Dark Knight တို့ကိုကြော်က One trilogy to rule them all ဖြစ်လာပြီးအကြောင်းပြောဆိုသွားခဲ့ပါတယ်ဒီဇက်ကားကို အခုလာမဲ့6လပိုင်း6ရက်နေမှာဂျုံတင်သွားမယ်လို့ကနဦးသတင်းရရှိထားပါတယ်တဲ့တွင်အမှန်တွေတင်ဆက်ပေးနေတယ် at Aiden Dodd.